မကြငင် run မှာတေချောင်းပေါက် ban တော့မယ် revent hero 3ကအဲ့လိုဆောက်ရင်ကျန်းလာမယ် revent hero 3ကောင်ကတော့ကျွန်တော်ရီဆက်ရှင်းသဘူးကင်းပြီးဆိုပြီးတော့ဖြစ်တယ်ပေါ့နော်ဘလို့တော့ revent လိုက်လို့ဘလောက်တောင်ကျန်းသွားလဲဆိုတာသိနေတယ်ဆိုတော့ video လေးကိုအဆုံးထိတစ်ချက် show လိုက်တော့ကျွန်တော်ကိုယ်တိုင်လက်တွေ့စံတပ်ပြတာပေးမယ်ကောင်မျိုးတစ်ချက် show ပထမဆုံးအနေနဲ့ကျွန်တော်ရီဆက်ရှင်းရီဆက်ရှင်းကတော့အားလုံးမြင်ရတဲ့အတိုင်းပဲသူရဲ့ skin ကိုတော့ revent လို့မပေးထားပေမယ်သူရဲ့ skin တွေကိုအများစု revent လို့ပေးထားတယ်တော်တော်လေးလေးကျန်းသွားတယ်တစ်ချက် show ပထမဆုံးပြောင်းလဲသွားတော့သူရဲ့ passive လို့ပြောရမယ် brother တို့ မြင်လားမသိဘူးဒီရီဆန်ရှင်ရဲ့ဘေးနားမှာမြားပုံစံ icon လေးပေါ်နေတော့တွေ့မြင်ရမယ်အဲ့ဒါကတော့ကျွန်တော်တို့အရန်သူနဲ့ဝေးနေတဲ့အချိန်မှာဒါမျိုးလေးပေါ်နေမှာပေါ့နော်ဒါပေမဲ့ရန်သူနားကိုကတ်သွားမယ်ဆိုရင်တော့မြင်တဲ့အတိုင်းပဲဓာတ်ပုံစံလေးပြောင်းလဲသွားမှာဘရာသာတို့အနေနဲ့တွေ့မြင်ရမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒါပထမဆုံးပြောင်းလဲချက်လို့ကျွန်တော်ပြောရမယ်ပြီးပြီဆိုတော့သူ့ရဲ့ scale 1 scale 1ကတော့ trade 2မပြောင်းလဲဘူးပြဒါပုံမှန်ပဲတာမှန်ပဲပေါ့နော်ဆိုတော့ကျွန်တော် scale 1အတွက်ကျွန်တော်အများကြီးပြောစရာမရှိဘူးအဲ့ scale 2 scale 2ကလည်းပဲ trade 2မရှိဘူးလို့ပဲကျွန်တော်ပြောရမယ်အမ်ဒါတာမှန်ပဲလို့ပဲကျွန်တော်ရေပူရအားဖြင့်ပြောလို့ရတယ်ပေါ့နော်နောက်ခုလုံးတာမှန် မယ်အဲနောက်တစ်ခုရှိတာကသူ့ရဲ့ ultimate ultimate ကမြင်းတဲ့အတိုင်းပဲကျွန်တော် ultimate ကိုချက်နှိပ်လိုက်မယ်ပေါ့နော်ဒိန်းကိုနှိပ်လိုက်ပြီးဆိုတာနဲ့စီရောအရင်ပေါ်လာတယ်ပေါ့နော်အရင်တုန်းကဆိုရင်ကျွန်တော်တို့ကစီရောအရင်ဆိုတာကသူ့ရဲ့ဒီဘေးနားလေးမှာပေါ်တာပေါ့နော်ဒါနဲ့အဲ့ဘေးနားမှာလုံးဝလုံးဝပေါ်တော့မှာမျိုးမဟုတ်ဘူးဆိုတော့မသူ့ရဲ့ ultimate ကိုတုံးလိုက်မှာပဲသူ့ရဲ့စီရောအရင်ပါလာပေါ်လာတော့မှာပေါ့နော်ဆိုတော့ brother တို့အနေနဲ့ပုံမှန်အားဖြင့်အရင်တုန်းကဆိုရင်ကျွန်တော်တို့ကဒီတာဝါထဲကနေထွက်မယ်ဗျာဒီသွေးကနေကနေထွက်မယ်ဆိုရင်ကျွန်တော်ဒီဟွာလေးကိုစီးပြီးတော့လစ်လို့ရတယ်ပေါ့နော်ဒါပေမဲ့အခုချိန်မှာအဲ့လိုမျိုးလုပ်လို့မရတော့ဘူးဆိုတော့ brother တို့အနေနဲ့ ်စီးကျင်နေဆိုရင် animate ကိုတစ်ချက်နှိပ်လိုက်အဲ့ဒါဆိုရင်စီးလို့ရသွားပြီဒါပဲပေါ့နော်ဆိုရမလို့နောက်တဲ့ animate ကြောင်းလဲသွားတဲ့အချက်ကဒါတွေမပြီးသေးဘူးနောက်တစ်ချက်ကဘာလဲဆိုတော့ကျွန်တော် animate ကိုနှိပ်လိုက်ပြီဆိုတော့ねအရင်တုန်းကဆိုရင် enemy ကို vision ကြည့်လို့ရတယ်ပြီးကြတော့ enemy ကိုအပေါ်ကနေပြီးတော့ဘယ်လိုပြောမလဲ damage ပေးရလို့ပဲပြောရမယ်ပေါ့နော်ဆိုရမလို့ကျွန်တော်ဒီမှာတစ်ချက်နှိပ်ကြည့်လိုက်မယ် bang ။ဒီနေ့တိုင်းမင်းသူ့ရဲ့အိမ်ကဘာမှလုပ်တော့မှမဟုတ်ဘူး။ enemy ကိုအပေါ်ကနေလည်းဘယ်လိုပြောလဲ damage ပေးတော့မှမျိုးတော့မဟုတ်ဘူးပေါ့နော်။ enemy ကိုမြင်ရလားလို့မေးမယ်ဆိုရင်တော့မြင်ရတယ် vision စစ်လို့ရတယ်လို့ပဲပြောရမယ်။ကျွန်တော်တစ်ချက်ဆမ်းပြမယ်ဗျာ။ချက်ဆောင်။အဲဒီမှာဆိုကျွန်တော် normal ball လေးကိုဒီချုပ်မုံထဲမှာကျွန်တော်တစ်ချက်ထည့်ထားလိုက်မယ်။ပြီးပြီဆိုရင်ကျွန်တော်ဒီဘက် normal ball လေးကိုတစ်ချက်ထည့်ထည့်လိုက်မယ်။ခဏလေးစောင့်မိပါ normal ball ။ကျွန်တော်ဒီမှာနှစ်ကောင်ထည့်ထားတယ်ပေါ့နော်။မြင်တဲ့အတိုင်းပဲကျွန်တော်မြေပုံမှာကြည့်ရင်ကျွန်တော်လုံးဝမမြင်ရဘူး။ဒါပေမဲ့ enemy main ကိုကျွန်တော်ချက်နှိပ်လိုက်မယ်။ နေတဲ့အတိုင်းပဲကျွန်တော် vision တော့စစ်လို့ရအောင်မယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့တွေကအပေါ်ကနေ damage ပေးတော့မှမျိုးမဟုတ်ဘူးဒါပေမဲ့ပြောင်းလဲသွားတာနောက်တစ်ချက်ပါရှိလဲဆိုတော့ဟောအဲနေတဲ့အတိုင်းပဲသူ့ရဲ့ ad main ကကျွန်တော်တို့နေလိုက်ပြီဆိုရင်သူ့ရဲ့စီးတော့ရုံပေါ်မယ်ပြီးပြီဆိုရင် enemy vision မြင်ရမယ်ပြီးပြီဆိုရင်နောက်တဲ့သူ့ရဲ့ဥစ္စာတွေကိုချိန်ပြီးတော့ထပ်သုံးလိုက်မယ်ဆိုရင်ရင်းနဲ့သွားတိုက်မယ်ပြီးပြီဆိုရင်အပေါ်ကနေဘုံမိုးတွေရွာမယ်ဒါမျိုးပုံစံမျိုးပေါ့နော်အဲ့ဒီမှာကျွန်တော် enemy တစ်ချက်သုံးပြမယ်ဗျာတစ်ချက်လေးရှင်းပေးပါအဲရော့ ဟုတ်အဲအနီမီကစတန်လေးစတန်သလိုဒမ်းမီလည်းပေးခဲ့ရတယ်ဆိုတော့မို့ဒါလေးကလည်းမိုက်တာလူလူမမိုက်တာလူလူလေးတော့ဖြစ်နေတယ်ပေါ့နော်ဆိုတော့မို့ brother တို့နေနဲ့ဒါရီဆန်ရှင်းရဲ့လောလောဆယ်ကြောင်းလဲမှုပဲဖြစ်ပါတယ်မကြခင်ကျွန်တော်တို့ advance server ကနေပြီးတော့ကျွန်တော်တို့တကယ် original server ကိုရောက်ရှိလာမယ်ပေါ့နော်ဒါပေမဲ့လည်းဘယ်နေ့ဘယ်ချိန်မှာအတိအကျရောက်လာမယ်ဆိုပြီးတော့ကျွန်တော်တနေ့မကြသေးဘူးဆိုတော့ brother တို့အနေနဲ့ဒီ revamp ကိုကြိုက်လားမကြိုက်ဘူးလားဆိုတော့ကိုမမှချက်ရေးခဲ့နောက်ထပ် revamp တစ်ခုဖြစ်တဲ့ကျွန်တော် glue revamp ကိုဆက်ပြီးသွားမယ်ကောင်းကြီး let's go ကျွန်တော်တို့ glue ကတော့ second မှာ revamp ရတယ်လို့ကျွန်တော် တို့ပြောရမယ်။ညီလေးအတိုင်းပဲပြောင်းလဲသွားတဲ့ animation ကပြီးကြတော့သူ့ရဲ့ပုံစံကလည်းပြောင်းလဲသွားတယ်။အဲဘာလဲတူလဲလို့ကျွန်တော်မေးမယ်ဆိုရင်တော့ dinosaur လို့လို့ဘာလို့တော်တော်ပုံစံမျိုးနဲ့ပုံပြီးရှင်တယ်။ပြီးကြတော့သူ့ရဲ့ဒီ skin လေးကလည်းပြောင်းလဲသွားတယ်ပေါ့နော်။ဆိုရမို့အတူတူပဲအယောင်လေးပဲကွဲသွားတာ။ဆိုရမို့ကျွန်တော်အနေနဲ့ဂလူးရဲ့ဘာ skin ကြီးပြောင်းလဲသွားလဲဆိုတော့ထပ်ပြီးဆမ်းမယ်ကောင်းလို့ let's go ။ဘာမှမဟုတ်တော့နေနဲ့ဂလူးရဲ့ passive သူ့ရဲ့ passive ကတော့ကျွန်တော်တို့အများကြီးမပြောင်းလဲဘူးလို့ပဲပြောရမယ်။တာမန်အတိုင်းပဲနားလည်ဖို့လည်းပြောရတယ်ပေါ့နော်။ပြီးကြ passive ပြည့်ရတဲ့အပေါ်မှာဂလူးပုံစံလေးပေါ်လာမယ်ဒါပုံမှန်ပဲ။ သူရဲ့တကယ်တမ်းပြောင်းလဲတာကကျွန်တော်စကေးဝမ်းမြ။စကေးဝမ်းဘာသာလို့ဒီတိုင်းပုံမှန်ကြည့်လိုက်မယ်ဆိုရင်မပြောင်းလဲဘူးလို့ထင်ရတယ်ပေါ့နော်။ဒါပေမဲ့အဲ့လိုမျိုးမဟုတ်ဘူးတကယ်တမ်းပြောင်းလဲတယ်။ဘာလဲဆိုသူရဲ့စကေးဝမ်းတစ်ချက်ချလိုက်တိုင်းမှာအဲ့အလဲထဲမှာရှိတဲ့အကောင်လေးကတစ်ခါနဲ့တစ်ခါချရင်မတူဘူးပြ။အဲသူကအဲမြင်လားမပြောင်းပါဘူး။အကောင်လေးပြောင်းပါရင်ကောင်းညွန့်မြင်လား။အေးအဲ့လိုမျိုးလေးပေါ့နော်။ အဲသူကမတူဘူးပေါ့နော်ဆိုတဲ့ကြောင့်မို့ဒါမျိုးလေးပြောင်းလဲသွားတော့ကျွန်တော်အနေနဲ့တွေးမိရမယ်အဲဒါတာမန်ပြောင်းလဲမှုလို့ပဲကျွန်တော်ပြောသူလို့ရပါတယ်ပေါ့နော်တအား trade တော့မရှိဘူးအဓိကပြောင်းလဲသွားတော့သူ့ရဲ့ scale တူးလို့ကျွန်တော်စပြီးပြောရမယ် scale တူးကရက်တောင်ပုံစံဖြစ်သွားတယ်ဖြစ်ပြီးသွားတဲ့အချိန်မှာကျွန်တော်ဘန်းဆိုတစ်ချက်ဖြန့်ချလိုက်တာ ਨੇ သူ့ရဲ့အဲလိုမျိုး glue glue တေးလေးလေးကိုသူဖြန့်ချလိုက်တယ်ပေါ့နော်ဒါပါပဲဆိုတဲ့ကြောင့်မို့ဖြန့်ချလိုက်မယ်ပြီးပြီဆိုတော့သွားပြီဆိုတော့ ਨੇ သူတို့တွေကနောက်ကနေဒီမျိုး ten CD လိုက်မယ်ပေါ့နော် ten CD ဒါမျိုးလေးလိုက်မယ်ဒါပဲပေါ့နော်အဲ okay ကျွန်တော် enemy ကိုသုံးမယ်ဆို င်ဘယ်လိုနေမလဲဆိုတော့ကျွန်တော်တစ်ချက်ဆန်းကြည့်မယ်ဆိုတော့ကျွန်တော်အန်နမီကိုတစ်ချက်သုံးလိုက်မယ်ယောအန်ညနေတိုင်းပဲပက်စစ်လေးမှတ်တယ်ပေါ့နော်ပြီးကြသူ့ဂလူဂလူနဲ့ထန်ရှောင်းလိုက်အဲဒီဝင်တော့မယ်ဒါပဲဆိုတော့ကျွန်တော် brother တို့အနေနဲ့ဒါ trade true အများကြီးအဲပြောင်းလဲသွားတယ်လို့ကျွန်တော်တို့ပြောရမယ်လို့လည်းပြောရမယ်ပေါ့နော်စကေးတူကတော့ကျွန်တော်သိရပေါ့ပြောင်းလဲသွားတယ်ပြီးပြီဆိုရင်ကျွန်တော်အဲဒီမိတ်အဲဒီမိတ်ကတော့ထုံးတယ်တိုင်းပဲကျွန်တော်ပက်စစ်ပြေးမှာပဲတုံးလို့ရမယ်လို့ကျွန်တော်ပြောရမယ်ပက်စစ်ပြေးနေတဲ့ဆိုရင်စကေးတူလေးတစ်ချက်ရန်ပက်စစ်ပြေးသွားပြီဆိုရင်ကျွန်တော်စက်ပြီးခွာမယ်ဟုတ် အဲမြင်တဲ့အတိုင်းပဲကျွန်တော်တို့ပို့ပြီးခွာတဲ့ပုံစံက animation ပို့ပြီးမိုက်လာတယ်ပို့ပြီးတော့ revamp လုပ်ထားတာမြန်တိတာတယ်လို့ကျွန်တော်တို့အနေနဲ့ပြောရမှာပေါ့နော်အဲလေဆိုရင်ကျွန်တော်တို့နေပြန်ပြီးခွာပြီးတော့ skin one skin 2လေးကိုကျွန်တော်ပြန်ပြီးစမ်းကြည့်မယ်ရာ let's go ကောင်းကြီးအဲ့မှဆိုရင် skin 2နဲ့ဆိုရင်ကျွန်တော်တို့က passive ပြရတာလွယ်တယ် passive ပြသွားပြီးခွာလိုက်ပြီး skin 1ပြီးပြီဆိုတော့ကျွန်တော် skin 2လေးဟောအဲ skin 1ပြီးပြီဆိုတော့ skin 2လေးဟောဒါကတော့ပုံမှန်ပဲလို့ကျွန်တော်ပြောရမှာပေါ့နော်ဆိုရင်ကလူးကဒီလိုမျိုး revamp လိုက်တာဖြစ်တဲ့အကြောင်းမလို့ကျွန်တော်အနေနဲ့ပို့ပြီးကောင်းသွားလားလို့ထင်လားပြ ြောရမယ်ဆိုရင်ခါလေးထင်တယ်လို့ပဲပြောရမယ်ဗျာကျွန်တော်ပုံပြီးဂလူကပုံပြီးမိုက်သွားတယ်လို့ကျွန်တော်ကခံစားရတယ်ဗောနော်ဆိုတော့ကျွန်တော်ဂလူရဲ့ပြောင်းလဲမှုကကျွန်တော်ကြည့်ထားသလောက်ဆိုရင်ဒီလောက်လို့ပဲကျွန်တော်အချမ်းမြင်ပြောရမယ်တကယ် revamp လုပ်ပြီးတော့ကျွန်တော် original စာပေါ်ရောက်လာမယ်ရက်ကတော့ကျွန်တော်အတိအကျတော့မသိသေးဘူးဆိုတော့မို့သိရမယ်ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့ပြောပေးမယ်ဗောနော်ဆိုတော့မို့နောက်တဲ့ revamp တစ်ခုဖြစ်တဲ့ကျွန်တော် kimmy revamp ကိုသွားပြီး show မယ် kimmy revamp ကတော်တော်လေးကို fine နေကောင်းညို့ let's go ဒီ revenge hero 3ပုံထဲမှာအမိုက်ဆုံးလို့ပြောရမယ့် revenge ကတော့ kimi revenge ပဲဖြစ်ပါတယ်။ခေါင်းညွန့်မြင်းတဲ့အချိန်ပဲပုံပြီးတော့ချက်စရာကောင်းသွားတယ်လို့ပဲပြောရမလားတော့မသိဘူးပေါ့နော်။ကျွန်တော်တစ်ချက်ကြည့်လိုက်မယ်ဆိုရင်သူရဲ့ basic second ကပါ revenge လုပ်ပေးတော့ဘာလို့လဲဆိုရင်တွေ့မြင်ရမယ်။မြင်းတဲ့အချိန်ပဲတော်တော်လေး fine နေလို့ကျွန်တော်နေပြောချင်းတယ်ပေါ့နော်။ အဲ့လေကောင်းညမြင်တဲ့အတိုင်းပဲဒီ second အပြင်တခြား second တွေ revamp လုပ်သေးလားဆိုတော့ကျွန်တော်အနေနဲ့ဒီမှာကြည့်လို့တော့မရသေးဘူးဆိုတော့ကျွန်တော်ဒီ Kimmy ဘလောက်ထိကျန်းလာလဲဆိုတော့ချက်ထိုးမယ်ကဲပထမဆုံးအနေနဲ့ Kimmy ရဲ့ basic attack ကနေစပြီးပြောရမယ်နည်းနည်းလေးထိုးစမ်းနေပြန်အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့ Kimmy ကဒီလိုမျိုးပြစ်နေမယ်ပေါ့နော်ပြစ်နေတဲ့အချိန်မှာဒါဆိုရင်တော့တာမန်ပဲကျွန်တော်တို့ဒါမှ trade through တော့မရှိဘူးအဲတော့အင်းနဲ့လည်းပြစ်လို့ရတော့ဒါတီမီတာဖြစ်မှာပေါ့နော်ဆိုတော့ကျွန်တော် enemy ကိုထိအောင်ပြစ်မယ်ဆိုရင်နည်းနည်းတိုင်းပဲ awareness လေးကကတ်လာပြီးတော့အနီလေးပြောင်းသွားတာကောင်းညမြင်လားမသိဘူးအဲအနီပြောင်းသွားတာဘာကောင်းလဲဆိုတော့ enemy ကိုဒိုးချင်းပေါက်ထိတယ်ပေါ့နော်ပြောချင် ာကသူ့ရဲ့ ring အတွင်းမှာရှိတဲ့ enemy သုံးပေါင်ချင်းသုံးပေါင်လုံးထိမယ်လို့ပြောနေတာ။မြင်းနဲ့အတိုင်းပဲကျွန်တော်တို့ဒီမှာဆိုရင်ပြစ်နေပြီဆိုရင်သူ့ရဲ့ visitor ကအနောက်ပြောက်သွားတော့ brother တို့အနေနဲ့တွေ့မြင်ရမယ်။ဆိုရင်ပထမဆုံးအနေနဲ့ပြောင်းလဲတာကျွန်တော်တို့ဒါလို့ကျွန်တော်တို့ပြောရမယ်ပေါ့နော်။ဆိုရင် brother တို့အနေနဲ့ကြိုက်လားမကြိုက်လားမသိရင်ပဲကျွန်တော်ကတော့နည်းနည်းလေး mind game လိုပဲပြောနေတယ်ပေါ့နော်။ Okay ဆိုရင်ကျွန်တော် second one second one ကကျွန်တော်ရင်တော့ဆန်းပြဘူးလို့ပဲ second one နှိမ့်လိုက်ပြီဆိုတော့ကျွန်တော်လေးပေါ်ပြန်သွားမယ်။ wall တွေကိုကြုံပြရမယ်။ဒါပေမဲ့ second အနေငယ်လေးပဲရမယ်ပေါ့နော်။အဲ့ဒါပါပဲ။ဒါပေမဲ့ကျွန်တော်တို့ create နာကိုသွားမယ်ဆိုရင်တော့မြင်းနဲ့အတိုင်းပဲဒုံးကြီးတွေကျဲကြမယ်။ဒါကတော့ကျွန်တော် create တွေအပြင် ဒီမျိုး free တွေနဲ့ရမယ်ပြီးပြီဆိုတော့ကျွန်တော်လော်ရီဘာတွေထိလာဆိုတော့ကျွန်တော်တစ်ချက်ဆန်းကြည့်မယ်ဆိုရင်လော်ရီဘာတွေလည်းထိတယ်သူကပြောချင်တာက enemy က damage အကုန်ပေးတာလို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ enemy ကိုတစ်ချက်သွားထိကြည့်မယ်ရော့အဲပေးတယ်ခင်ဗျာကျွန်တော်တောင်းဝါတွေပါပေးလိုက်ချက်ဆန်းကြည့်မယ်တောင်းဝါတွေပါပေးတာတောင်းဝါမပေးဘူးထင်တယ်တောင်ဝါမပေးဘူးထင်တယ်ဟုတ်တယ်တောင်ဝါကျတော့ကျွန်တော်လုံးဝလုံးဝမပေးဘူးပေါ့နော်ဆိုတော့ကျွန်တော်စကေး1ကတော့အဲ့ဒါမျိုးလေးအလုတ်လုတ်တယ်ဗျာစကေး2စကေး2ကတော့ကျွန်တော် brother တို့ကိုနားလည်အောင်ပြောပြမယ်ဆိုရင် aliens ရဲ့စကေးနဲ့တူတယ်ပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ချက်ပြမယ်အဲ့ဒါပဲပေါ့နော် ကျွန်တော် runner တို့အနေနဲ့ဒါတာမန်မှတ်ထားမယ်ဆိုရင်တော့ကျွန်တော် airless နဲ့နည်းနည်းလေးစင်နေဒါပဲပေါ့နော် rain ကတော့နည်းနည်းတူတယ်လို့ကျွန်တော်ပြောရမယ်ဆွေးလောက်မနေရကြောင်းလာလည်းမပေါဘူးဒါပါပဲဆွေးလောက်မကျွန်တော် ultimate အဓိကတော့သူ့ရဲ့ ultimate ကအသက်ပြသူ့ရဲ့ ultimate ကိုစမ်းဖို့ဆိုရင်ကျွန်တော် hero လေးနည်းနည်းထက်သေးဖို့လို့လေကျွန်တော်ထက်တယ်လောက်မှခဏလေးစောင့်မယ်နော် normal ဘော airless normal ဘောကျွန်တော်ထည့်လိုက်ပြီထည့်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ ultimate ကတော့ပုံမှန်တိုင်းပြည့်ရုံပဲဗျာကျွန်တော်ဒီလိုမျိုးလေးဆွဲလိုက်မယ်โอเคဆွဲပြီးတော့ကျွန်တော်တို့ပြည့်လို့ရပြီထိမ့်ပြည့်လိုက်ပြီဆိုတာနဲ့နည်းနည်းတိုင်းပဲ ကျွန်တော်စတန်လို့မဟုတ်ဘူးဒါပေမဲ့လည်းကျွန်တော် Trizler 80เนี่ยနည်းနည်းလေးစင်တယ်လို့ကျွန်တော်ပြောရမှာပေါ့เนาะဆိုတော့ကျွန်တော်ပြန်ဆန်းပြပေးမယ်ဒီမှာဆိုရင်ငင်းတဲ့အတိုင်းပဲကျွန်တော်ဒီဘေးလေးကိုပြစ်လိုက်မယ်ဟောသူ့ရဲ့စက်ကွင်းထဲမှာရှိရလူအမှန်တကယ်အကုန်လုံးပြောင်းလို့ပြီးဆွဲသွားတာပေါ့เนาะဆိုတော့ကျွန်တော်လည်းကျွန်တော်ပြန်ဆန်းပြပေးမယ်အမ်ပြစ်မယ်ဆိုရင်လောက်လောက်ပြစ်မယ်ဟောအမ်အိုးဒီမှာဆိုစကွင်းလေးကိုလွတ်သွားတဲ့အတွက်ကြောင့်မို့သူတို့လုံအောင်လုံအောင်ပါမသွားဘူးဆွဲရမလို့အဲ့အမျိုးလေးလည်းရှိမယ်ပေါ့နော်စကွင်းထိအောင်တော့ပြင်ပါရမယ်အဲ့လောက်တော့ အဲ့လေဟမ်ဒါမျိုးလေးပေါ့နော်ဆွေးလို့မဒီကင်မီကကျမ်းလာနိုင်လားဆိုတော့ကျမ်းလာနိုင်တယ်ဗျာဘာလို့လဲဆိုတော့သူ့ရဲ့ AD mate ကကျွန်တော်တို့လုံးဝ10 fight battle တွေမှာဆိုရင်လုံးဝ impact အကြီးကြီးကိုထိနိုင်တယ် AOE လို့ပြောလို့ရတယ်ပေါ့နော်ပြီးပြီဆိုတော့ ਨੇ သူ့ရဲ့ SK Space K2 ကကျွန်တော်တို့ရစတေးတူးတော့ဖြစ်နေစတေး1ကလုံးဝကိုကျွန်တော်တို့တက်တက်တက်ချက်ပြေးလို့ရတယ်ပေါ့နော်တက်ချက်ပြေးလို့ရတယ်လုံးဝ Flicker နဲ့တော့တွဲပြီးဆော့မယ်ဆိုရင်သူ့ကိုဖမ်းမိဖို့ဆိုတော့တော်တော်လေးခက်မယ်လို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့ Brother တို့အနေနဲ့အာဒီ Gaming Revamp ကိုဘယ်လိုမြင်လဲတော့မသိပေမဲ့ဒီ Gaming Revamp ကကျွန်တော်ခဏလေးတော့၄လပိုင်း22ရက်နေ့မှာကျွန်တော် Original Server ကိုရောက်လာမယ်ဆိုပြီးအတိအကျသိထားရတယ်ပေါ့နော်တခြားကျွန်တော်တို့အာ Recension ဂလူးတို့ဘာတို့ကတော့ကျွန်တော်အတိအကျမသိသေးပေမဲ့ဒီ Gaming ကတော့၄လပိုင်း22ရက်နေ့မှာရောက်လာမယ်ဆိုပြီးကျွန်တော်သတင်းတွေကြားထားပါတယ် ်ဆိုတော့ brother တို့အနေနဲ့ဒီ game revenge ကိုဘယ်လိုမြင်လဲကြိုက်လားမကြိုက်ဘူးလားဆိုတော့ comment မှာတစ်ချက်ရေးပေးခဲ့ပါကျွန်တော်ကတော့ revenge လောက်တာတွေကပိုကောင်းမှုအတွက်ပဲဖြစ်လာတာဖြစ်တော့တောင်မလို့ကောင်းတယ်လို့ပဲကျွန်တော်တို့ထင်တယ်ဒါပေမဲ့လည်း okay မျိုးကြောင့်နေသူကလည်းကြိုက်နေအောင်မှဖြစ်တော့ကြောင့်မလို့ကျွန်တော်စကားရည်အများကြီးရောပြောစရာမလိုဘူး brother တို့ပဲကြိုက်လားမကြိုက်လားဆိုတော့ mind game လို့ကြပါတယ်ကဲဆိုရင်ကြောင့်မလို့ကျွန်တော်ဒီနေ့မှာစမ်းပြသွားတာကတော့ညနေတိုင်းပဲကျွန်တော်တို့ revenge လောက်မဲ့ hero 3ကောင်နှစ်ကောင်ကတော့ဘယ်ချိန်ထွက်မလဲတိကျမသိသေးဘူးအဲ kimmy ကတော့လေးလပိုင်း20နှစ်နေမှာထွက်လာမယ်လို့ကျွန်တော်ကြားတယ်ဆိုတော့ brother တို့အနေနဲ့ဒီ revenge ကြီးရောက်လာပြီဆိုရင် င်တော့ကျွန်တော်ကအကြံပေးနေတာကဘန်းညာရှိတာဘန်းလိုက်ပါမချက်ပါနဲ့လို့ပဲကျွန်တော်ကပြောချင်ပါတယ်ဒါပေမဲ့လည်းသူကဘန်းလို့လွတ်သွားတဲ့အချိန်မှာဘန်းလို့ပေါ့နော်ဘန်းလို့တော့ဖြစ်နေမဘန်းလို့လွတ်သွားတဲ့အချိန်ကြီးကိုက်တဲ့အောင်မို့လို့လေဒါသာလို့အနေနဲ့ကတ်စတန်လို့ပါတော့မှသွားပြီး train ထားတဲ့လေကျွန်တော်ကပြောချင်တယ်အခုခုလုတ်ပြနေတဲ့ video တွေကကျွန်တော် advance server မှာရှိသေးတာကျွန်တော် original server မှာလုံးဝလုံးဝမရောက်သေးပါဘူးခင်ဗျအဲ့ဒါလို့လည်းတစ်ချက်ကျွန်တော်တက်ပြီးပြောချင်ပါတယ်ကဲဆိုတော့ကျွန်တော်ဒီနေ့ video အတွင်းမှာအမားပါသွားခဲ့တာရှိရင်လည်းကျွန်တော်အနေနဲ့အဲတောင်းပန်ပါတယ်ကျွန်တော်လည်းမသိလိုက်လို့ဖြစ်မှာပေါ့နော်ကျွန်တော်တို့ဒီနေ့ video တွေကဒီနေ့တက်တော့ပါပဲဆုံးဖြတ်ချက်ပေးကြတဲ့အောင်ရှင်းအောင်ကျေးဇူးများ ိုင်းကြပါတယ်အားလုံးပဲဖိုင်မှန်ပါခင်ဗျာ